ရင်မတော်တဆဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုမဖွင့်ဟပေမဲ့ရက်လယ်မှာထူးတဲ့ပတ်သက်တာတစ်ခုပြုလုပ်ပေးခဲ့တဲ့ကောင်းပါလေ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Global Media News Page ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရစေ။သူကအရင်မတော်တဆဖြစ်ပြီးတော့ကွယ်လွန်သွားပြီမဲ့လဲကိစ္စရရာထင်သလောက်မယိုးရှင်းဘူးဆိုပြီးတော့လူစိတ်ဝင်စားမှုအမြင့်တက်လို့နေတာဖြစ်ပါတယ်။အကြောင်းရင်းကတော့သူကရှင်တိုင်းမှုဖြစ်တဲ့အချိန်မှာတယောက်တည်းမဟုတ်ပဲကားပေါ်မှာကောင်လေးနဲ့ကောင်မလေးတယောက်ပါပါလာခဲ့တယ်လို့သိလာရတာဖြစ်ပါတယ်။ ဒါအပြင်ကားပေါ်မှာပါနေတဲ့ကောင်မလေးကသူရဲ့ချစ်သူကောင်မလေးဖြစ်နေရလို့သိရပါတယ်။ဒါပေမဲ့ချစ်သူကောင်မလေးနဲ့ကောင်လေးနောက်တယောက်ကဘလို့ဖြစ်ပြီးတော့ရင်တိုင်းမှုဖြစ်ခဲ့လဲဆိုတဲ့အကြောင်းကိုလုံးဝထုတ်မပြောပါဘူး။ဒိတ်တဆိတ်သာနေနေခဲ့ကြတာမို့လူအများအထွက်ကတော့သူတို့နှစ်ယောက်မယိုးသားလို့ထုတ်မပြောတာဆိုပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ်။သူရဲ့ကောင်မလေးလို့ယူဆရတဲ့နှင်းဝေဆိုတဲ့ကောင်မလေးကသူ့အကောင့်မှာ comment တွေကိုလည်းပိတ်ထားသလိုသူ့နဲ့ပတ်သက်တာတွေကိုလည်းဘာဆိုဘာတစ်ခုမှမတင်ပါဘူး။ ပြီးခဲ့တဲ့ရက်မှသာသူမကိုမဟုတ်တာတွေမဆွဆွဲပါနဲ့လို့ရှင်းသားလာခဲ့တာဖြစ်ပါတယ်။သူမအနေနဲ့သူနဲ့ပတ်သက်ပြီးတော့ဖြစ်ခဲ့သမျှအားလုံးကိုဖွင့်ပြောဖို့အစင်သမဖြစ်သေးဘူးလို့လည်းပြောထားပါတယ်။ဒါတည်းမကပဲဖြစ်သမျှကိစ္စအားလုံးကိုဖွင့်ပြောဖို့အတွက် အချိန်တစ်ခုတော့စောင့်ပေးရလိမ့်မယ်လို့နှင်းဝေစရဲကောင်မလေးကအသိပေးလာခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးရေးသားခဲ့တဲ့အပေါ်မှာပရိသတ်တွေကတော့လုံးဝမကျေနပ်ကြပါဘူး။သူရဲ့အမေရင်ကတောင်ခန်းစားချက်တွေကိုမျိုးသိပ်ပြီးတော့ အင်တာဗျူးရအောင်ဖြစ်နေတာမို့ခေါင်းပေါ်မှာပါလာတဲ့ကောင်မလေးနေနဲ့ဖြေဖို့ဘာတွေတွန်းဆုံနေရလဲဆိုပြီးတော့မိကွန်းထုံနေကြတာဖြစ်ပါတယ်။အချိန်တစ်ခုဆွဲနေတာကမယိုးသားလို့ဆိုပြီးတော့ဆွဆွဲနေကြတာလည်းဖြစ်ပါတယ်။ကောင်မလေးကသူ့ကိုယ်သူထူးရဲ့ကောင်မလေးလို့လည်းဝန်မခံထားသလိုထူးနဲ့ပတ်သက်တဲ့အရာတစ်ခုမှလည်းအကောက်မှာမထားပါဘူး။ကားတိုက်တဲ့အချိန်မှာဘလို့ဖြစ်ခဲ့ရလဲဆိုတာလည်းထုံမပြောခဲ့ပေမဲ့ထူးနဲ့ပတ်သက်တာတစ်ခုကိုတော့လုပ်ပေးခဲ့ပါတယ်။ ကောင်မလေးနဲ့ထူးနဲ့နောက်ထပ်တငယ်ချင်းတယောက်တို့ကမြအုပ်ကလာဘက်မှာတိုက်ခန်းတခန်းငားပြီးတော့အတူတူနေကြတယ်လို့သိရပါတယ်။အဲဒီတိုက်ခန်းကိုထူးကငားထားတာဖြစ်ပြီးတော့ တငယ်ချင်းတယောက်နဲ့ကောင်မလေးတို့ပါလာနေနေကြတာဖြစ်ပါတယ်။အဲဒီတိုက်ခန်းမှာနေတာကလည်းတပတ်တောင်မပြည့်သေးပဲအခုလိုထူးဝကားမတော်တဆဖြစ်ပြီးတော့ခွဲလွန်သွားခဲ့တာဖြစ်ပါတယ်။ထူးရဲ့ရဲလေကိုမိခင်ဖြစ်သူကနေအိမ်မှာပြုတ်လုပေးခဲ့တယ်လို့ထူးနေတဲ့တိုက်ခန်းမှာလည်းကောင်မလေးကရဲလေတရားနာလုပ်ပေးခဲ့ပါတယ်။ခုနှစ်ရက်ပြည့်တဲ့နေ့မှာလုပ်ပေးခဲ့တာဖြစ်ပြီးတော့ကောင်မလေးနဲ့တငယ်ချင်းတွေကရဲလေတရားနာပေးခဲ့ကြပါတယ်။ထူးကနှစ်နေရာမှာနေတဲ့အတွက်အခုလိုလုပ်ပေးမှသာသူရှိနေတဲ့ ဲ့တနေရာမှာတရားနာကသာဓုခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။သူရဲ့ကောင်မလေးလို့ယူဆရသူကအခုလိုတွေလုပ်ပေးနေတာကိုမချပြသလိုသူနဲ့ပတ်သက်ပြီးတော့အရာအားလုံးကိုခင်းခင်းရှင်းသာနေနေတာဖြစ်ပါတယ်။ဒါပေမဲ့တီသူတချို့ကတော့သူနဲ့ကောင်မလေးကကားပေါ်မှာရံဖြစ်စကားများရင်းနဲ့အခုလိုကားမတော်တဆဖြစ်သွားရတယ်ဆိုပြီးတော့လေသတင်းတွေထွက်နေတာဖြစ်ပါတယ်။ကမလီဘက်ကဖြေရှင်းမှသာအမှန်တရားအားလုံးကိုသိရမှာဖြစ်ပါတယ်။ သူရဲ့အမာခံပရိသတ်တီကတော့ကားပေါ်မှာပွားခဲ့တဲ့ကောင်မလေးကိုတန်တရားမျက်လုံးနေနဲ့သာကြည့်ပြီးတော့အပြစ်မြင်နေကြတာဖြစ်ပါတယ်။သူရဲ့ရက်လေအတွက်ငားနေကြတဲ့တိုက်ခန်းမှာရက်လေတရားနာလုပ်ပေးခဲ့တဲ့ကောင်မလေးအပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တိရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။